လူတွေကိုချင်းရသူကိုဆုံရှုံရတဲ့အခါဘဝမှာအထီးကျန်လာတဲ့အခါ လောကကိုပို့ပြီးအဆိုးမြင် အပြက်မြင်လာတတ်ကြတယ်။ဒါကိုသူတို့အပြစ်လို့ပြောဖို့ရလဲအင်မတန်ဆောလွန်ပါတယ်။လောကကြီးရဲ့ရိုက်ချက်နဲ့ကိုယ့်ရဲ့တုံ့ပြန်မှုတို့အချိုးမညီဖြစ်တဲ့အခါအဲ့ဒီကြားမှာပရိပက္ခတွေမွေးဖွားလာတတ်တယ်။အဲ့ဒီပရိပက္ခမွေးဖွားကကိုယ်တိုင်လဲလောင်ကျွမ်းသလိုပတ်ဝန်းကျင်ကိုပါကူးဆက်ပြန့်နှံ့စေတတ်တဲ့မိစမျိုးပဲ။ ကျွန်တော်တို့အားလုံးဟာကိုနေကိုဟန်နဲ့အထီးကျန်နေကြသူတွေပါ တချို့ကထီးထီးကျန်မှုကိုတည်ငြိမ်စွာပွေဖက်ကြိုးဆိုတယ်တချို့တွေကတော့တနေ့တခြားရောက်ရက်ခတ်လာတယ်စူလွယ်နဲ့လွယ်ပေါက်ထွက်လွယ်လာတယ်ပဂတိကဘာမှာဘသူကမှားပြီးဘသူကမှန်တယ်ဆိုတဲ့အကျွင်းမဲ့အဖြစ်မျိုးကိုရှာမတွေ့နိုင်ပါဘူးဒီလိုပဲဘသူကအာနေပြီး ဘယ်သူကတတ်မာတယ်ဆိုတာကိုလည်းတရက်သေးတတ်မှတ်မထားဘူး။ဒါပေမဲ့ဖြစ်နိုင်ခြင်းများစွာထဲမှာတစ်ခုရှိတာကတော့ အထီးကျန်နေတဲ့လူအုပ်ကြီးဖွင့်ပြလာတာဟာဘယ်နည်းနဲ့မှ လူမှုအဖွဲ့အစည်းအတွက်အကောင်းမရှိနိုင်ဘူး။လူတွေဟာလူတွေနဲ့ဆက်သွယ်နေတဲ့တစ်ချိန်ထဲမှာလူတွေကြားမှာ ကိုယ်တိုင်ပျောက်ဆုံးနေကြတယ်။ချီတီကျန်ကင်းကွာခြင်းနဲ့ဝေဒနာကိုဆုလက်တပါအလားသိမ့်ပိုက်ထားကြတယ်။ ဲ့ဒီလူတွေအကြအော့တိုလို့ခေါ်တဲ့လူတယောက်လည်းတရားပေါက်ပါဝင်တာပေါ့သူဟာ သူ့နဲ့သူ့ပတ်ဝန်းကျင်ပေါ်မှာ အဆိုးမြင်အပြက်မြင်တတ်တဲ့လူကွာစာတူပဲဒါပေမဲ့ကျွန်တော်အချင်းကလည်းအဲ့ဒီလိုလူကွာစာတွေကိုပို့ပြီးစိတ်ဝင်စားတယ်သူတို့စိတ်ကြပေတာနဲ့နောက်ခံကားချက်ဟာကျွန်တော်ကိုချင့်ကပ်ဖို့အမြင်လက်ရက်ခေါ်နေတတ်တယ်ဒီတော့ကျွန်တော်ရောက်သွားတဲ့အခါ အော်တိုဟာကျွန်တော်ဖွင့်ဖက်ရမယ်စာအုပ်တအုပ်မှနားလည်လိုက်သလိုဖက်နေရင်တလန့်မှလည်းကိုတိုင်ဘဝနေဝင်ခြင်းရောက်နေတဲ့လူအိုတယောက်ရဲ့နွမ်းလျှမှု ကိုကိုချင်းစာနာမိခဲ့တယ်။အမန်ကောအော်တိုဟာဖွင့်ဖက်ရမယ်ရုပ်ရှင်တကားပါ။ကျွန်တော်ကတပုံစံတဲ့လူငယ်တွေကိုစိတ်ဝင်တစားအကဲခတ်နေခြင်း။နေဝင်ခံဤလူအိုတွေရဲ့အတ္တဘဝတယုတ်မှန်ကိုမေ့လျော့နေခဲ့တယ်။ လူငယ်တူဟာအိမ်မက်တွေရှိရမယ်လို့ယူဆရင်တော့အိမ်မက်တွေမရှိတော့တဲ့ကျွန်တော်ဟာအမတ်တညာကင်းမဲ့စွာနဲ့ပဲပြစ်ဆက်ခမှာပျောက်ဆုံးနေသူတူဖြစ်ပါတယ်။အဲ့ဒီပျောက်ဆုံးစဉ်နှစ်ကာလတွေမှာအထီးကျန်သူပေါင်းများစွာကိုစာအုပ်တွေရုပ်ရှင်တွေတဲကနေတူးဆွခဲ့တယ်။လက်တွေ့ဘဝမှာမျှဝေနားထောင်ပေးခဲ့ပူတယ်။တိကျပေါ့လူတွေဟာမတူညီတဲ့နေနာအမျိုးမျိုးနဲ့ထီးထီးကြံကင်းကွာနေကြတာပါ။ လူသားဟာအဲ့ဒီလက်ဟာနေတဲ့အပေါက်ကို ဖာသေးလို့ရလို့ရညာတဒံအမျိုးမျိုး အရိတ်အမျိုးမျိုးကိုပြပောက်ထဲ့နေကြတာကျွန်တော်မြင်ဘူးတယ်။အရင်စစ်ကြည့်ရင်တော့လူတွေတိတ်တိတ်လင်ကိုကျွေးနေတာကိုဖျားတောင်ဂယုပြုမိလိမ့်မယ်မဟုတ်ဘူး။အဲ့လိုမှောင်မိုက်တဲ့အချက်မှာကျွန်တော်တဝက်ရှင်သန်နေတယ်လို့အခြားတဝက်ကတော့တောက်ပါတဲ့နေရောင်ကြီးတွေအောက်အပြုံးတဝင်းဝင်းနဲ့လမ်းလျှောက်နေမှထင်ပါရဲ့။ တနေ့တော့အဲ့ဒီနှစ်ချမ်းမျက်နှာချင်းဆိုင်တွေ့တဲ့အခါသူတို့ဟာတယောက်ကိုတယောက်ရှာဖွေနေစဲအဖြေတစ်ခုလိုမျိုးအငမ်းမရကြည့်ကြလိမ့်မယ်။နေရအောက်ကကျွန်တော်ဟာအပြုံးတဝင်းဝင်းတောက်ပါတယ်မျက်နှာနဲ့။ညင်းအမောင်အောင်မှငိုကြွေးနေတဲ့ကျွန်တော်ကတော့မျက်ရည်တွေစိကြရက်သားတဲ့ငယ်စွာနဲ့မော့ကြည့်ကမော့ကြည့်မိလိမ့်မယ်။အဲ့ဒီအချိန်တစ်ခုဆုံရကနေမွေးဖွားလာတဲ့ကျွန်တော်ဟာဇန်နာရီတွေစိတ်ကူးယဉ်မှုတွေနဲ့ပြည့်နေနေမှာအမှန်ပါပဲ။ လူရီယာတနေ့တခြားရုပ်ပိုင်းဆိုင်ရာကြီးထွားဖွံ့ဖြိုးလာကြတယ်။ဒါပေမဲ့စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုကတော့ရုပ်ပိုင်းဆိုင်ရာကြီးထွားမှုနဲ့အမြဲအမိလိုက်နိုင်နေတာမျိုးမဟုတ်ဘူး။အဲ့ဒီမတူညီတဲ့ကွက်လက်တွေကိုအတွေ့အကြုံတွေကဖြည့်ဆည်းပေးတယ်။ကျွန်တော်တို့ရဲ့တုံ့ပြန်မှုတွေက ကျွန်တော်တို့ဘယ်သူဆိုတာဖြစ်လာစီတာပဲ။လူတယောက်အပြည့်အဝရှင်သန်ဖို့ရာအပြုံးနဲ့မျက်ရည်ကိုမျှတစွာလိုအပ်တယ်။ အော်တိုဆိုတဲ့အဲ့ဒီလူကတော့ဒိတ်ဆိတ်စွာငိုကြွေးရင်းအပြုံးတွေစိတ်သုံးနေခဲ့သူတူပါသူမှသူ့ကိုယ်ပိုင်စီမင်းတွင်နဲ့ဘဝကိုဖျက်သန်းတယ်အခြားသူတွေကိုရန်လိုတရားထင်ရပေမဲ့တကယ်တမ်းမှာသူတပားရဲ့ဒုက္ခကိုကြည့်မနေနိုင်သူလည်းပဲဖြစ်ပါတယ်အဲ့ဒီအော်တိုလူကွာစာကြီးကိုကြည့်ရင်သူ့ရဲ့တကူရီပြိပခါတွေကိုပတ်ဝန်းကျင်နဲ့ဘလို့ပေါင်းဆက်မဲဆိုတာကျွန်တော်တို့တော့စိတ်ဝင်စားစရာပဲ။ ကျွန်တော်ဟာတကူရေးရက်ဝန်ပတ်ဝန်းကျင်ကိုခုံမင်သူတူဖြစ်တယ်လို့တစ်ချိန်တည်းမှာအဲ့ဒီပတ်ဝန်းကျင်နဲ့ပျော်ဝင်ဖို့ခက်ခဲသူလည်းပဲဖြစ်တယ်။ဒီလိုနည်းနဲ့ကျွန်တော်မှလည်းကျွန်တော်ကိုယ်ပိုင် ပြိပက္ခတွေများစွာရှိပါတယ်။ပိုပြီးကွဲပြားခြားနာတာကတော့အော်တိုပတ်ဝန်းကျင်ဟာအော်တိုကိုကောင်းစွာလမ်းဖွင့်ပေးခဲ့ပါတယ်။အမန်ကောအော်တိုဟာအဲ့ဒီလိုလူကောအစာကြီးတူရဲ့ဇက်လန်းဖြစ်တယ်လို့ ပတ်ဝန်းကျင်နဲ့ရန်သူဆန်ဆန်ကင်းကွာနေသူတဦးရဲ့အထောက်ပတ်ထိပ်လည်းဖြစ်တယ်။ဟော်ဒီဆာဟာရုပ်ရှင်အညွန်မဟုတ်သလိုရုပ်ရှင်အကြောင်းကြီးဥတည်နေမှလည်းမဟုတ်ပါဘူး။ဒါပေမဲ့အမန်ကောအော်တိုကိုကိုယ်တိုင်ကောင်းကောင်းခန်းစားကြည့်စေချင်တယ်။ဒါမှသာတကယ်လူကွာစားကြည့်သူကို ကျွန်တော်တို့ကိုယ်တိုင်ဖတ်ရှုနိုင်မှလည်းပဲဖြစ်ပါတယ်။ KOT လူကြီးမင်းတို့ရဲ့အချိန်ပေးနာရှင်မှုအတွက် Essence Reader မှာကျေးဇူးတင်ရှိပါတယ်ရှင်